ရုရှားကယူကရိန်းအပေါ်ပိုသိုးတိုက်ခိုက်နေဟု EU တန်တမန်ပြောယူကရိန်းစစ်ပွဲအတွင်းအပြစ်ခတ်ရစဲရေးကန့်လှမ်းပြီးကလေးကယူကရိန်းအပေါ်ရုရှားရဲ့တိုက်ခိုက်မှုတွေတိုးလာတယ်လို့ဥရောပသမဂ္ဂရဲ့ထိပ်တန်းတန်တမန်ကာယာကားလက်ကယူကရိန်းဝန်ကြီးချုပ်ဒန်နီရှမီဟဲနဲ့တွေ့ဆုံအပြီးမှာပြောပါတယ် ယူကရိန်းဟာရုရှားပိုင်ဆိုင်မှုတွေကနေထွက်လာတဲ့ပထမဆုံးအကြိုးမြတ်တွေကိုမကြာမီရရှိမှာဖြစ်ပြီးဒုတိယမြောက်လက်ကျန်ကိုအေပီလကုန်မှဖြည်းဖြည်းချင်းရဖို့အေးမှန်းထားတယ်လို့လည်းကာလက်ကပြောပါတယ်ယူကရိန်းနဲ့ EU ကြားလွတ်လပ်တဲ့ကုန်သွယ်မှုစနစ်ကိုတိုးချဲ့တဲ့ကိုပိုင်အုပ်ချုပ်ခွေရကုန်သွယ်မှုအစီအမံကိုဒီနှစ်ကုန်အထိအစီအတိုင်းကိုဆွေးနွေးခဲ့ပါတယ်လို့ယူကရိန်းဝန်ကြီးချုပ်ကပြောပါတယ်။ယူကရိန်းနဲ့ EU ကြားလွတ်လပ်စွာကုန်သွယ်မှုစနစ်ကို အနည်းဆုံးနှစ်ကုန်အထိတက်တန်းတိုးပေးဖို့ EU တာဝန်ရှိသူတွေနဲ့ဆွေးနွေးခဲ့တယ်လို့သူကဆက်ပြောခဲ့ပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။